ဆိုရနိုင်ငံမှာဖြစ်ပွားနေတဲ့ကြောင်မဲ့ဖွဲရစစ်ပွဲဟာအနာလူပွဲကနေစတင်ခဲ့တာပါအဓိကအပြင်စစ်တပ်အဖွဲ့ကြီးနှစ်ခုစူရန်တပ်မတော် FAN နဲ့လက်နက်ကိုင်အဖွဲ့ RFA တို့ကြားဖြစ်ပွားခဲ့တာပါဒီဖွဲ့နှစ်ဖွဲ့ဟာစောပိုင်းမှာအတူပိုးပေါင်းပြီးအုပ်ချုပ်ခဲ့ကြပြီးမယ်။နောက်ပိုင်းမှာနိုင်ငံရဲ့အာဏာနဲ့ဘသူအပိုင်စီးမလဲဆိုတာကိုအပြရန်ဆိုင်တက်ခိုက်ရင်စစ်ပွဲကြီးဖြစ်လာခဲ့တာဖြစ်ပါလေ။တူတူပြောရရင်အာဏာခွဲဝေမှုမညီမျှခြင်းနဲ့နိုင်ငံရဲ့ကြွယ်ဝမှုကိုထိန်းချုပ်လိုစိတ်က ဒီပြိပခါရဲ့အဓိကမိတော့ပဲဖြစ်ပါတယ်ဒီစစ်ပွဲဟာဘာကြောင့်ဒီလောက်ကြောင်မရက်တက်နိုင်သေးတာလဲဆိုတော့ပြည်ပနိုင်ငံရဲ့ပါဝင်ပတ်သက်မှုကြောင့်ပါဆူရနိုင်ငံဟာပင်လယ်နီနဲ့နိုင်မြေကြီးမှာရှိတဲ့အထွတ်မဟာဗျူဟာမြောက်ရေးပါပါတယ်ဒီရေးပါတဲ့နေရာကိုလွှမ်းမိုးဖို့ကြိုးစားတဲ့အခြားနိုင်ငံများက72ဘတ်လုံးကိုလက်နက်နဲ့ငွေကြေးတွေထောက်ပံ့ပေးနေတာကြောင့်စစ်ပွဲဟာပိုပြီးရှည်ကြနေရတာပါပြည်ပကကြိုးစည်းဝါးတွေဝင်ရောက်လာတာကြောင့်အဲ့ပွဲဟာပုံပုံပြင်းထန်ပြီးပိုပြီးရှုပ်ထွေးလာတာပဲဖြစ်ပါတယ်ခင်ဗျာ လက်ရှိအချိန်ဒီမှာဆူဒန်ဟာအလင်းမြန်ဆုံးနဲ့အကြီးဆုံးရွှေပြောင်းခံရမှုအချက်တဲနဲ့ရင်ဆိုင်နေရပါတယ်။လူပေါင်း၁၀တန်းကျော်ဟာအိုးရင်ဆွတ်ခွာထွက်ပြေးနေခဲ့ရပြီးငမုတ်ခေါမပူကလည်းအသက်ပေါင်းများစွာကိုထိရောက်နေတာဖြစ်ပါတယ်။ဒီအချိန်တွေကိုပြပြတဲ့အခါလူတွေဟာ၄၈နာရီအတွင်းလူပေါင်း၂၀၀၀အခမ်းအနားတဲ့တရင်ကိုမကြာခဏပြန်ကြရသည့်ရှိပါတယ်။ဒီတရင်ဟာအမှန်ကန်ပါတယ်။ ဒါပေမဲ့ဒီကြောက်မက်ဖွယ်ဖြစ်ပြဟာလွန်ခဲ့တဲ့2023ခုနှစ်ဒါဖူဒေတာမှာဖြစ်ပွားခဲ့တာပါဒီနှစ်ဟောင်းသတင်းကိုအခုအချိန်ပါကြောင့်ပြန်ပြောနေရလဲဆိုတော့ဒီလူပေါင်း2000ရဲ့အဖြစ်ဆိုဟာဆူဒန်မှာဖြစ်ပွားခဲ့တဲ့ရက်စက်မှုရဲ့တာရကဖြစ်နေလို့ပါအခုလက်ရှိစစ်ပွဲဟာလည်းအဲ့ဒီလိုရက်စက်ကြမ်းကြုတ်တာကြောင့်ပါ ဒီလိုချပတ်မှုတွေနိုင်ငံမှုတွေကနေရုံထွက်နိုင်မှုအတော့နိုင်ငံတကာနိုင်ငံစီလုံးမှာရမှဆိုပြီးအချက်ဟာအရေးကြီးဆုံးပဲဖြစ်နေခဲ့ပါတယ်ပြည်သူလူထုရဲ့စီလုံးမှုအဖွဲ့အစည်းတွေရဲ့စာနာမှုနဲ့ငြိမ်းချမ်းရေးလိုလားတဲ့စိတ်ကြတူတာစစ်ပွဲတွေကိုရပ်တန့်နိုင်မှုတွေတခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်ဒီလိုရေးကြီးပြီးနားလည်တဲ့တရင်ချက်လက်တွေကိုအမြဲသိရှိနိုင်မှုအတွက်ကျွန်တော်ရဲ့အကောင့်လို့လဲ follow လုပ်သွားပေးကြပါဦးအားပေးမှုတိုင်းလည်းတယောက်ချင်းမျိုးတွေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ